င့်ရောင်ခြင်းမျိုးစားများအစစ်ဆိုတာအယိုးနှခုကိုဆက်ထားပြီးတဲ့အစိပ်ပိုင်းမှာအစစ်မရှိဘဲနဲ့အယိုးတွေကြီးပဲဆိုရင်လူကအတောက်လိုက်ဖြစ်ပြီးတော့လှုပ်ရှားလို့ရမှာမဟုတ်ပါဘူးအစစ်ရှိလို့အကွေးဆန့်လုပ်လို့ရပြီးတော့လှုပ်ရှားသွားလာနိုင်တာပါအစစ်တွေထိခိုက်ထားရင်တိတိကျကျပြောရရင်တော့ရောက်ရဲနေပြီပေါ့နော်သူ့ပုံမှန်လို့ကိုလုံးနိုင်မှာမဟုတ်ပါဘူး အစိယောင်ခြင်းမျိုးစားများကလည်းအများကြီးရှိတာကြောင့်ကိုဖြစ်နေတာဘယ်မျိုးစားလဲဆိုတာကိုသိထားသင့်ပါတယ်အစိယောင်ခြင်းမျိုးစားများနဲ့အကြောင်းရင်းများအစိယောင်ယောဂါကမျိုးပေါင်း100လောက်ရှိပါတယ်ဒီထဲကမှအဖြစ်များတဲ့အစိယောင်ယောဂါတွေကို ပြောပြပေးပါမယ်အယိုးအစိယောင်ယောဂါ အယိုးအစွန်းမှရှိတဲ့အယိုးနုလေးတွေကပုတ်တိုက်ပါများလို့ပါပြီးတော့ပုံးလာတဲ့အခြေအနေမှာအယိုးနုတွေပါလာတဲ့အခါအယိုးအချင်းချင်းပုတ်ပြီးတော့အဆစ်တွေရောက်လာပါတယ်။အသက်ကြီးတဲ့သူတွေအဝလွန်တဲ့သူတွေမှာအတွေ့ရများပါတယ်။သွေးလေးပတ်နာခနာကိုရဲ့ခုခံအစနစ်ကမှားယွင်းပြီးတော့အဆစ်တွေကိုပြန်တိုက်ခိုက်တဲ့အတွက်ကြောင့်မို့လို့ရောင်ရမ်းလာရတာပါ။နာတာရှိရောင်ရမ်းလာတဲ့အခါအဆစ်တွေထဲမှာရှိတဲ့အယိုးနဲ့အ ရိုးမှုတွေကပျက်စီးလာပါတယ်။ဒါကြောင့်ဘေးကအယွတ်တွေအယွတ်တွဲတွေကောင်းကောင်းမတွေ့နိုင်တော့ဘူးဆိုစီကပုံပြလာပါတယ်။ဆိုရေးစစ်လေးပန်းနာဆိုရေးစစ်အေးပြားယောဂါရှိတဲ့သူတွေမှာတွေ့ရပါတယ်။သူကလည်းခုခံအစနစ်ကမှားယွပြီးတော့ကိုယ်ထည့်ရဆဲတွေကိုတိုက်ခိုက်လို့အစ်စ်တွေရောက်ပြီးတော့ပျက်စီးရတာပါ။အေးပြားလေးပန်းနာအဆယ်လေးရှိတဲ့သူတွေကယောဂါကိုသိချာမသိနိုင်ဘူး။ တစ်ချိန်မှာအဆစ်တွေပါထိခိုက်ပြီးတော့အဆစ်တွေရောက်ရဲလာခြင်းမှာပျက်စီးတာတွေပါဖြစ်တတ်ပါတယ်။ကိုလီဘက်နာကလေးတွေနဲ့လူငယ်တွေမှာအတွေ့အများပါတယ်။လေကြောင်းနာကိုဖရက်ဒိုကော့ကက်ကိုအရှင်းပြအောင်မခုတဲ့အတွက် နောက်ပိုင်းမှာခုခံအားကအဆစ်တွေကိုမှားယွင်းတိုက်ခိုက်ပြီးတော့အဆစ်တွေရောက်လာတာပါ။အဆစ်ကြီးတွေဒူးစစ်တောင်စစ်ဖြစ်တာများပါတယ်။တနေရာမှာပျောက်ပြီးတော့နောက်တနေရာမှာ ပြန်ပေါ်လာတတ်ပါတယ်။ န်ကောင်းတာကအဆွတ်တွေပုံမပြတ်ပါဘူးပိုးဝင်ပြီးတော့အဆစ်ရောင်ရဲခြင်းဘက်တီးရီးယားကြောင့်ဗားရက်ကြောင့်မှုပိုးကြောင့်ဖြစ်နိုင်ပါတယ်အဆစ်ပေါ်ကအရေးပြားမှဖြစ်ဖြစ်စီလန်းကြောင့်မှဖြစ်ဖြစ်ခန္ဓာကိုယ်ရဲ့တခြားနေရာမှာဖြစ်ဖြစ်ကိုဝင်ရင်တွေးတဲ့ကနေပြီးတော့တစ်ဆင့်အဆစ်တွေစီရောက်လာတတ်ပါတယ်။စစ်မှာကုကံအားဆဲတိတ်မရှိတဲ့အတွက်ယောဂဘုဒ္ဓံကိုခံနိုင်ပါဘူး။ဒါကြောင့်ကိုဝင်ရောင်ရင်းပြီးတော့အဆစ်ထဲမှာဖိအားတွေများလာ တော့အဆစ်ပျက်စီးတင်ပါတယ်။ဘောက်ယောဂါပုံမှန်ဆိုရင်သွေးတွေကယူရီအဆစ်တွေကိုကြောက်ခက်ကဆုတ်ထုတ်ပေးတဲ့အတွက်ဘာမှပြဿနာမရှိပါဘူး။ဒါပေမဲ့ကြောက်ခက်မကောင်းလို့ဆုတ်ထုတ်နိုင်တာဖြစ်ဖြစ်ပမာဏများနိုင်ဖြစ်ဖြစ်သွေးထဲမှာများလာပြီးတော့အဆစ်တွေမှာစုပေါင်းလာတာကြောင့်ဘောက်ယောဂါဖြစ်လာပါတယ်။လူငယ်အဆစ်ရောင်ယောဂါ16နှစ်အောက်ကလေးတွေမှာဖြစ်တာများပါတယ်။ဘာကြောင့်လဲဆိုတာကိုတိကျမသိကြသေးဘူး။ ကတိုက်ခိုက်တာကြောင့်လို့ယူဆထားကြပါတယ်။အစိယောင်ခြင်းရဲ့လက္ခဏာများအစိယောင်ခြင်းကအကြောင်းရင်းတွေကွဲနေပြီမဲ့လက္ခဏာလေးတွေကသက်စစ်နေမှာပဲ။အစစ်နာမယ်၊အစစ်တွေတောက်တင်းနေမယ်၊အစစ်တွေဖောင်းလာမယ်၊ငီလာမယ်၊ပုတ်ရှားရမလို့တော့စတာတွေဖြစ်လာမှာပါ။ဒါအပြင်တခြားယောဂအခမ်းအနားမှာဥပမာ SLE ၊ကွေးလေးပန်းနာရဲ့လက္ခဏာတွေရှိနေနိုင်ပါမှာ။ဘဒူတွေပိုဖြစ်နိုင်လေ။ဗီတာစုထဲမှာ အစီအောင်နဲ့သူရှိရင်ပို့မှလည်းနောက်ပိုင်းဖြစ်နိုင်ခြင်းရှိလာနိုင်ပါတယ်။ခောက်တို့အယိုးစီအောင်ရဲ့နဲ့ OA တို့ကအသက်ကြီးလေးဖြစ်နိုင်ခြင်းများလေးပါပဲ။လူငယ်အစီအောင်ရောဂါက16မိအောက်ကလေးတွေမှာပိုဖြစ်ပါတယ်။အမျိုးသားတွေကခောက်ရောဂါဖြစ်လာပြီးတော့အမျိုးသမီးတွေကခုခံအားတုတ်ပြန်လာတော့ဖြစ်တဲ့အစီအောင်မှာပိုဖြစ်ပါတယ်။အရင်ကအစ်စ်ထိခိုက်တရာရောက်ပြီးအစီအောင်နိုင်ခြင်းကိုပုံများပါတယ်။ ်အဝလုံနဲ့သူဒီအဝလုံမရှိရင်အစ်စ်တွေအပေါ်မှာ PR တက်ရောက်တာကြောင့်ရောက်ရဲနိုင်ခြင်းများပါတယ်အစ်စ်ရောင်ခြင်းမျိုးစားများအလိုက်ယောဂရှာဖွေနေတဲ့ကုသနည်းများယောဂကုသဖို့အတွက်အရေးဆုံးသိရယောဂရန်စုံမျိုးမိမြန်တာစမ်းသက်တာဒုက္ခပါပဲလူအဲ့ရင်ဆေးစစ်တာတွေပါလို့ပါမယ်ဓမ္မကုမူရဓမ္မတန်လိုက်ဓမ္မအထရာဇောင်းဆရာတွေကိုလို့ရပါတယ် ကနီးတွေကတော့တိုက်ခဲပြောက်စေအယောင်ကျစေတဲ့ street ride ခုခံအားထိစီတွေစတာတွေကိုရောထားပုံလိုက်ပြီးတော့လိုအပ်တယ်လို့ပြီးသွားပါမှာတိတ်မဆိုးဘူးဆိုရင်တော့ပြည်ရာထောက်ကူနဲ့အားယူပြီးတော့ဆောက်ကြည့်နိုင်ပါတယ်ဥပမာဥချဲချိုင်းတောင်ကြောက်ပက်တီးစီတာဓာတ်တွေထောက်တာခပ်ပတ်ဝတ်တာလိုအပ်လာရင်ဖွဲ့စိတ်ပြီးတော့အစ်စ်တွေပြုပြင်တာအစ်စ်တွေအစားထိုးတာလုပ်ရမှာပါအယိုးအစ်စ်ဖွဲ့စိတ်ပြီးသွားရင်ချိန်တော်ကြာ က်သားတွေအယိုးစစ်တွေတောက်တင်းနေတတ်ပါတယ်။ဒါကြောင့်ပြန်လည်တန်ဆွဲရေးလေ့ကျင့်ခန်းတွေလုပ်ရပါမယ်။အိမ်တွင်းလီနဲ့များကတော့တစ်ဖက်ကဆရာဝန်နဲ့ကုသနေချိန်မှာအိမ်မှာလည်းနာကျင်မှုသက်သာပြီးတော့ကုသမှုကိုထောက်ကူပြုတယ်။နီလန်လေးတွေကိုပြရပါတယ်။ကိုလေးချိန်ချပါအဝလူနာကအယိုးပေါ်ကိုပြီးလို့ဆေးရောင်ယောဂကိုပို့ဆိုးစေပါတယ်။ဒါကြောင့်တင့်တင့်နဲ့ကိုလေးချိန်ရအိမ်မှာလေ့ကျင့်ခန်းလုပ်ပါ။နာနေတဲ့အချိန် ျက်နဲ့အခြေအနေမှာပို့ပေါ်ပေါ်ပါလေးချိန်ငယ်တွေလုပ်နေရပါတယ်။လမ်းလျှောက်တာကဆလို့စပိန်နေတာလို့ရှာရှာနေတာအကျော်ချော်တာယောဂကျင့်တာဆရာတွေလုပ်လို့ရပါတယ်။ IC ကိုမမေ့ပါနဲ့။နာနေတဲ့နေရာကိုနားပေးထားပါ။ရေခဲကပ်ပါ။ရေခဲကိုအဝတ်ကျဲကျက်ပြီးတော့နာနေတဲ့နေရာကိုမိနစ်20လောက်တက်လိုက်နာလိုက်လို့ပြေးပါ။ခဏယူလိုက်ပါပြေးပါ။နာတဲ့နေရာကိုပတ်တီးနဲ့ခက်ဖြစ်ဖြစ်စီထားပေးပါ။ တင်းကျက်ပါစေနဲ့။နာဒီတဲ့နေရာကိုလည်းနည်းမြင့်ထားပေးပါ။ဥပမာခြေစစ်နာတဲ့ဆိုရင်တွဲလောင်းချတာမျိုးစာခုံပေါ်တင်ထားပါ။ဒီနေ့ဝတ်လေးကပ်ပြီးလို့လည်းရပါမယ်။ဒီရဲရောင်တိုင်းနေတာမဟုတ်ရင်ဒန်းခြေစစ်ခပ်ပါပါလေးကိုပေးတာ။ပလတ်စတာကတ်တာအသာအရာနှိမ့်နေတာမျိုးပေးလို့ပေးပါ။အစိယောင်ဝေဒနာကအထူးသဖြင့်ခြေလက်မှာဖြစ်တဲ့ အခြေမီမကုသရေနောက်ပိုင်းမှာပုံပြက်ပြီးတော့သုံးမြောင်ပျက်စီးသွားနိုင်ပါတယ်အထိုင်ထခတ်တာလမ်းချနိုင်တာတွေအခြေဖြစ်သွားနိုင်လို့အခြေမီကုသဖို့အကြံပြုလိုပါတယ်လို့ပြောရင်းနဲ့ပဲကျမရဲ့ဗီဒီယိုကိုဆုံးဖြတ်လိုက်ပါတယ်ရှင်အားလုံးပဲဒီကောက်ချက်မှကြားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်ဗီဒီယို